မာနေဂျီတန်လီပြည်သက်များအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ ကျွန်တော်ဒီမြန်မာ Nationality 2025 2026ပွဲစဉ်ခုနှစ်ရဲ့ကျွန်တော်ဒီပွဲကြို30ဆွေးနွေးခြင်းအစီအစဉ်ကိုကျွန်တော်နဲ့အတူကိုသောကြာတို့ကဆွေးနွေးတုံ့ပြန်ပေးမှာပဲဖြစ်ပါတယ်။ကိုသောကြာမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါခင်ဗျာ။ဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီပွဲစဉ်ခုနှစ်ဒီမှာဆိုလို့ရှိရင်ပထမအဦးဆုံး ISB တင်တဲ့တစ္ဆာအာမန်တင်တို့တန်လင်းဒီရဒီဘက်ကွင်းမှာရှင်မဲ့သွားမဲ့ပွဲစဉ်ရှိနေပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကိုတော့ကြာစတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါအောင် ISB ကကျွန်တော်တို့6ပွဲကစားပြီးချိန်မှာ2ပွဲနိုင်2ပွဲဒီ2ပွဲရှုံးရမှတ်ရှင်းမှန်းအဆင့်6မှာရပ်တည်နေတယ်ပေါ့နော်ဟုတ်ပါတယ်ကြားတာက နိုင်တဲ့ပွဲလည်းနှစ်ပွဲတေးရလည်းနှစ်ပွဲရှုံးတဲ့ပွဲလည်းနှစ်ပွဲထပ်ပြီးထူးကြတာရာကူကလည်းရှစ်ခုဘေးကူကလည်းရှစ်ခုရှစ်ခုဒါဘာမှမဟုတ်ပါဘူးဒါပေမဲ့နည်းနည်းလေးထူးထူးကြပြီးတော့အဲ့လိုမျိုးရှိတာဟုတ်ပါတယ်ဘယ်ဖြစ် ISP ရဲ့လက်ရှိနှုံးနေတော့မစိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အခုတွေ့ရမယ့်တစ္ဆာအမှန်ကလည်းဒါပြီးခဲ့တဲ့ဘက်မှာရခိုင်ကိုရှုံးထားလို့သူကလည်းအမှတ်ပြန်ရဖို့လိုအပ်နေတယ်ပေါ့နော်အဲ့တော့ဒီပွဲကိုကျွန်တော်အနေနဲ့တုံးသတ်ရမယ်ဆိုရင်လူငယ်တွေအားပြန်ကြမယ် ွဲတစ်ပွဲလို့ပြောနေတယ်ပြောပြောချင်တယ် ISP အနေနဲ့ဒီပွဲမှာလည်းကြိုးစားရင်မတ်ထက်ရနိုင်ခြေရှိသေးတယ်ပေါ့နော်အဲ့လိုပြောလို့ဒါသစ္စာအမှန်ကိုကျွန်တော်တို့နေပြီးပြောတော့မဟုတ်ပါဘူးသစ္စာအမှန်အနေနဲ့လည်းဒီပွဲမှာကြိုးစားရင်မတ်ရနိုင်တာပဲဆိုပြောချင်တာကတသိန်းနဲ့တသိန်းအလောက်กว่าခြားတာကြီးမရှိဘူးပေါ့နော်အဲ့ဒါကိုတော့ပြောချင်တယ်ပေါ့နော်သစ္စာအမှန်ဘက်ကိုကြည့်နေဆိုရင်သစ္စာအမှန်က6ပွဲကစားပြီးချိန်မှာ2ပွဲနိုင်2ပွဲတည်3ပွဲရှုံးပေါ့နော်ရမှာ9မှတ်နဲ့ဆင့်ရှင်းမှာရက်တင်နေတယ်အဲ့မှတ်တွေကလည်းတိတ်မကွာဘူးရက်တင်မှုတွေကလည်းတိတ်မကွာဘူးအဲ့တော့ တပွဲနိုင်နိုင်ရင်တည်တာတယ်တပွဲရှုံးနိုင်ရင်လည်းတည်တာတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ရခိုင်နိုင်တဲ့ပွဲမှာသစ္စာအမှန်အတင်းနေတဲ့ပွဲချင်းကတဲ့ပုံစံမကောင်းခဲ့တယ်လို့ကစားသမားချုပ်လည်း ဟိုဒဏ်ရာပြဿနာလေးတွေရင်ဆိုင်နေရတယ်လို့သိရတယ်ပေါ့နော်။ဒါပေမဲ့ဖြစ်ဒီအမှတ်ပေးပြန်ပွဲကကျွန်တော်တို့ရေရှည်ကစားရတဲ့ပွဲဖြစ်တဲ့အတွက်ဒဏ်ရာပြဿနာတွေပွဲပဲပြဿနာတွေကဒီအသိရဲ့ရည်တည်မှုထိခိုက်နိုင်တယ်ပေါ့နော်။အဲ့တော့ဒါတွေကိုဘယ်လိုလုပ်မလဲဆိုတော့ဒါတရားဒီစာပလန်နဲ့တွားနိုင်မှာဟိုအဆင်ပြေပဲပေါ့နော်အဲဒါလေးကတော့ကျွန်တော်လည်းကြံပေးတာပါလူပဲဖြစ်ဖြစ်စောနာကျွန်တော်ပြောခဲ့တဲ့လိုပဲမှတ်ဆက်လိုက်ရအောင်ကြိုးစားမယ် ASP တင်းနဲ့နိုင်ငွေပြန်လည်ရရှိအောင်ကြိုးစားမယ်တစ္ဆာအမှန်တင်းတို့ရဲ့ပွဲကလည်းဒီတစ်ပတ် W7 ရဲ့ပွဲဥပွဲခေါင်းတစ်ပွဲဖြစ်မယ်လို့ကျွန်တော်လည်းထင်ပါတယ်ကို မွေးရအောင်တက်ပြပါအောင်ဗျဟုတ်ပါတယ်အာပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ ISPD ကအာမဟာယူနိုက်တက်တင်ကိုတကူကူမရှိဆိုတဲ့ရလာနေတဲ့ဆော့ဆေးကဘောဆေးရကိုနဲ့အနိုင်ရတယ်တစ္ဆာအာမန်တင်ကတော့ဆော့ဆော့ကတော့ပြောလို့မျိုးပဲဒါရခိုင်ယူနိုက်တက်တင်ကိုဒါရှုံးချက်နိုင်လို့ပြောလို့ရတယ်ဒါသုံးခုပြတ်ဒါရင်းနေခဲ့တယ်ပေါ့နော်ဒီလာမယ့်ပွဲစဉ်ကတော့ပြောမယ်ဆိုလို့ရှိရင်တော့နှစ်တင်းစလုံးကလူငယ်တွေဖြစ်တယ် physical ဘိုင်းကိုအားပြုတယ်လင်မြန်မှုကိုအားပြုတယ်ဆိုတဲ့အခါကျတော့ဒီနှစ်တင်းရဲ့ကစားပုံကတော်တော်လေးတော့ကြည့်လို့ကောင်းမယ်လို့ပြောလို့ရတယ် လက်ရှိမှာဆိုလို့ရှိရင်တော့ဒီအမှတ်ပြစရာအဆင့်ရက်တင်မှုအပိုင်းအ ISP ရေးတင်ရလက်ရှိအမှတ်ပြစရာအဆင့်6တစ္ဆာအမှန်တရအဆင့်7တစ္ဆာအမှန်တရပြီးခဲ့တဲ့ပွဲစဉ်မှာဒီ၃ခုပြအရေးနေခဲ့တဲ့နောက်မှာဒီသတို့တင်နေတဲ့အဆင့်7ကိုသွားပြီးတော့ဆင်ပေးခဲ့ရတယ်ပေါ့နော် အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ရခိုင်အစင်းကိုတို့အနေနဲ့လူဆုံးမပါနိုင်တယ်လည်းပါတယ်ပြီးလို့ရှိရင်ခုနကပြောသလိုမျိုးပဲဒါဒဏ်ရာပြဿနာတွေကြောင့်ဒဏ်ရာရပြီးတော့ကစားသမားတချို့လူစားလဲလဲရတယ်။နောက်ပိုင်းကိုကိုကိုအမားတွေလုလိုက်ကြတယ်အဲ့ဒီပွဲမှာတော့ပြီးတော့ကျွန်တော်အနေနဲ့တွားပြီးတော့တွေ့ရတယ်ပေါ့။တွေ့ရတယ်နော်ဟုတ်ကဲ့။ပြီးတော့နောက်တစ်ခုကဒီပြန်ပဲအသင်းကဒီနိုင်လိုစိတ်ပြင်းထန်နေတဲ့အနေအထားတစ်ခုကိုလည်းတွေ့ရတယ်။ ပြောကိုရခိုင်ယူနိုက်တက်တင်ကိုသမားကောင်းနေရဆိုတော့အဲဒါကျတော့ဒီတစ္ဆာမတင်ကိုမေးရခဲ့ဘူးပေါ့နော်ခက်ခဲခက်ခဲခဲ့ဗာပြောဒီပွဲစဉ်မှာဆိုလို့ရှိရင်သူတို့လည်းနိုင်ပွဲပြန်ရဖို့ကြိုးစားရမယ်မဟုတ်ဆိုလို့ရှိရင်ဒီအမှတ်ပြစရလက်ရှိခုနကကိုတော့ချက်ပြောစလိုမျိုးပဲသူကအသေးနေရရမကအပေါ်အသင်းမကွာကြဘူး ဟုတ်ကွာတဲ့ခါကျတော့ဒီတပွဲနိုင်ရှုံးသွားရှုံးသွားပြီဆိုလို့ရှိရင်အောက်ကတင်အပေါ်ပြန်တက်ဖို့အစင်းသင်း ready ရှိနေတာမျိုးတွေရှိရှိနေတယ်။ဆိုတဲ့ခါကျတော့ဒီပွဲစဉ်ကိုလည်းသူတို့လည်းပြန်ပြီးတော့ကျတော့အနံ့ရဖို့ပြန်ပြီးတော့ကြိုးစားကစားဖို့လိုအပ်တယ်ဆိုတော့ပြောကြခြင်းပါတယ်။တစ္ဆာအမှန်တင်တဲ့ ISB တို့ထိတဲ့တင်ဆိုမှုကဘာလဲပြီးတော့ပြည်သက်တွေရဲ့အချက်တကယ်ပွဲကောင်းတဲ့ပွဲဖြစ်မယ်ဆိုတော့ကျွန်တော်လည်းသိကြရဲလို့ပြောခြင်းပါတယ်ခင်ဗျာ။